မာနိုင်ငံမှာအခုချိန်မှာတော်တော်လေးကိုကြီးမားတဲ့စီးရီးထိုးစစ်တခုဖြစ်ပွားနေပါတယ်။အဲ့ဒါကိုဥဆောင်နေတာကတော့တိုင်းသားလက်နက်ကိုင်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ရခုံတက်တိုးအေးအေးပါပဲ။ကေဒီเจ้าရာကိုကျွန်တော်တို့အတူတူအသေးစိတ်လေ့လာကြည့်ကြရအောင်။ဟုတ်ပါတယ်။ပြောရမယ်ဆိုရင်တော့ရဲခွိုင်းအန်ဒရောအီအီကစစ်ကောင်စီကိုထိုက်တိုက်ပြမှတ်ထားပြီးတော့တော်တော်လေးကိုစနစ်တကျပေါင်းစပ်ကြီးနိုင်ထားတဲ့ထိုးစစ်ကြီးတစ်ခုကိုစက်တင်လိုက်တာပါ။ ဒါကဟိုနာဒီနာထင်နေတဲ့တိုက်ခွဲလေးတွေလို့မဟုတ်ဘဲနဲ့တိတိချာချာစီရင်ထားတဲ့ကြက်ပြက်နဲ့စည်ရဲလို့ရှာမှုကြီးတစ်ခုပါဒီပฏิပခါတစ်ခုလုံးအတွက်အထူးအလဲပြောင်းတစ်ခုကိုလည်းညွန့်ပြနေတာပါဒီထိုးစေးရဲ့တိုင်းဟီတာကတကယ်ကိုမသေးပါဘူးတိုက်ပွဲတွေက7မိနစ်တကူတည်းမှဖြစ်နေရမဟုတ်ပါအေးအေးကမဟာဖြူဟာရကို7မိနစ်၄ခုဟုတ်ပါတယ်၄ခုကိုတပြိုင်တည်းဖြန့်ချလိုက်တာပါကာကစစ်ကောင်စီရဲ့အင်္ဂါကိုနေရာအနက်မှာစွမ်းကုန်ဆွဲဆန့်လိုက်တဲ့ဖြူဟာတစ်ခုလို့ပြောရမှာပဲ။ကဲ အထီးကအစင်မြပြင်ဖြစ်ခဲ့ရခိုင်ပြည်နယ်ဘက်ကိုအရင်ဆုံးအာယုံဆိုင်ကြီးလိုက်ကြအောင်။ဘာလို့လဲဆိုတော့အပြင်းထန်ဆုံးတိုက်ပွဲအထီးကဖြစ်ပွားနေတဲ့နေရာကဒီနေရာဖြစ်နေတော့ပါပဲ။ရခိုင်ပြည်နယ်ထဲကခြေနေကိုကြီးလိုက်တာနဲ့အေးအေးဘက်ကဘလောက်အထီးအသာစီးရနေလဲဆိုတာတော်တော်လေးသိတာပါပဲ။မြို့နယ်စုစုပေါင်း18ခုရှိတဲ့ထဲက14ခုကိုထိန်းချုပ်ထားနိုင်ပြီလေ။ဒါကတာမန်အောင်ပွဲလေးတွေမဟုတ်တော့ဘူး။နေမယ်တစ်ခုလုံးနီးပါးကိုစုမိုးထားနိုင်တဲ့ခြေနေမျိုးဖြစ်နေပါပြီ။ဆိုတော့ စစ်ကောင်စီတပ်တွေကအထီးကားကြတဲ့မြို့၃မြို့မှာပဲအသေးအတန်ခုခံနေရတဲ့အခြေအနေမှာအဲ့ဒီထဲကမှအရေးအကြီးဆုံးနှမြို့ချွတ်တယ်။ပြည်နယ်မြို့တော်စစ်တွေနဲ့ကြောက်ရဲအကြီးစားစီမံကိန်းကြီးရှိတဲ့ကြောက်ဖြူစစ်ကမ်းမြို့တွေကအဲ့တတွေရဲ့ဝိုင်းရံပိတ်ဆို့မှုအောက်ကိုလုံလုံရောက်နေပါပြီ။စစ်ကောင်စီရဲ့ထိန်ချုပ်မှုကတဖြည်းဖြည်းပြိုလဲလာနေတယ်လို့ကြိုးလို့ရပါတယ်။ဒီလိုမီနီပင်ထိုးစစ်တွေကိုတွန်းပြန်ဖို့အထူးစစ်ကောင်စီရဲ့အထူးကပြူဟာကဘာဖြစ်မလဲ။ သူအားတာတဲ့အသားစီရထားတဲ့ရေတက်နဲ့လေးတက်အင်ဟာကိုအသုံးချတာပဲဖြစ်ပါတယ်။လာပေါင်းများစွာကြာလာတဲ့အထိစီကောင်စီရဲ့တုံးပြဲမှုကအဝေးကနေပစ်ခတ်တိုက်ခိုက်တာတွေမှာပဲများဆုံးတွေ့ရတယ်။မကြသေးခင်ကတိုက်ခိုက်မှုတွေပိုပြင်းထန်လာပါမှန်ပေမဲ့ဒီလေကျောင်းနဲ့ရေကျောင်းတိုက်ခိုက်မှုတွေချီးနေတော့မြေပြင်ပေါ်ကအေးအေးတက်တွေရဲ့ခြိတက်မှုကိုရပ်တန့်ဖို့မလုံလောက်သေးဘူးဆိုတာကိုတသိပြနေတယ်လို့ပါပဲ။ဒီနေရာမှာနှစ်ဖက်ရဲ့မဟာဗျူဟာကွာခြားပုံကိုယဉ်ကျေးတော်တော်လေးရှင်းပါတယ်။ အဲအဲကမြေပြင်ပေါ်မှာနေမီကိုတင်ပိုက်ထင်းချို့ဖို့အာယုံဆိုင်နေတဲ့ချိန်မှာစစ်ကောင်စီကတော့သူတို့အားသာတဲ့လေချောင်းနဲ့ရေချောင်းအင်အားကိုတုံးပြီးတုံပြန်နေရတာပေါ့။ဒါပေမဲ့မချားခနာဆိုသလိုပဲစီရေးပစ်မှတ်နဲ့အရက်တားနေရာတွေကိုခွဲခြားမှုမရှိဘဲတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။ကဲရခိုင်ပြည်နယ်အပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်ရအောင်။အေအေကစစ်ကောင်စီရဲ့တပ်ဖွဲ့တွေကိုအင်အားဖြန့်ကျက်သွားအောင်လို့အိမ်နီးချင်းဒေသ၃ခုအထိစစ်မင်းနာကိုတမင်တကာတို့ချိန်ပြီးလို့တိုက်ခိုက်နေတာပါ။ ဖွင့်လိုက်တဲ့စစ်မှန်တာတစ်ခုစီမှာအေးအေးမှာရှင်လင်းတဲ့ဟီမန်းချက်တွေရှိနေရပါတယ်။ဥပမာလေချောင်းရံကာကွယ်ရေးစခန်းကိုတိုက်ခိုက်တာလက်နက်စစ်ယုံရိပ်ထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်တာနော်ပြီးတော့အရင်ကစစ်ကောင်စီရဲ့အမာခံနေမီလို့သတ်မှတ်ထားတဲ့နေရာတွေကိုထုတ်ဖော်ဝင်ရောက်တာမျိုးတွေပေါ့။ဒါတွေကစိုက်ပန်းလုံရှောင်းမှုတွေလုံးဝမဟုတ်ဘူး။တိတိကျကျတွက်ချက်ထားတဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်။ ဆင်းရဲဖြစ်ရတဲ့ကြောင်းပြောင်းပြီးပြီဆိုတော့ဒီစစ်စင်ရေးတွေကတာမန်ရတောက်ပြည်သူတွေအပေါ်ဖလိုတွေတိုက်ရိုက်တက်အောင်မှုရှိနေလဲဆိုတာကိုပြောင်းပြီးကြည့်ရှုကြရအောင်ပါစစ်ကောင်စီရဲ့ခြေချောင်းနဲ့လေချောင်းတိုက်ခိုက်မှုတွေကရဲသားတွေနေထိုင်ရာဒေသတွေကိုထပ်ခါတလဲလဲပြင်မှတ်ထားနေရတွေ့ရပါတယ်ဒီမှာကြည့်လိုက်ရင်ကန်ယိုတန်းမြို့တွေကိုပြင်မှတ်ထားတိုက်ခိုက်နေပြီးဒီနေရာတွေက ရှင်းလင်းတဲ့စစ်ရေးပြင်မှတ်ဒီမဟုတ်ပါဘူးဒါဟာတော်တော်လေးကိုစိုးရင်စရာကောင်းတဲ့တိုက်ခိုက်မှုပုံစံတစ်ခုကိုပြနေတာပါ လူတွေအပေါ်တက်ရောက်မှုကတကယ်ကိုလက်တွေ့ပါပဲပင်လယ်ပင်မှာဆိုရင်တငါးဒီတွေနဲ့အယတ်သားအနည်းဆုံးလူ20ကျော်ဟာစစ်ကောင်စီရဲ့တပ်ရဲ့စစ်စင်ရေးတွေအတွင်းမှာဖမ်းဆီးခံရပြီးတချို့ဆိုအသက်ဆုံးရှုံးတဲ့အထိဖြစ်ခဲ့ပါတယ်ဆိုလိုတာကပင်လယ်မှာအသက်မွေးဝမ်းကြောင်းပြူနေသူတွေဟာအခုပြတ်မှတ်ဖြစ်လာနေတာပေါ့ အရဲသားတွေအပေါ်တက်ရောက်မှုကဒီလောက်နဲ့တင်မပြီးသေးပါဘူး။တိုက်ပွဲတွေကိုရှောင်ဖို့ထပ်ပြေးလာတဲ့သူတွေတောင်တခြားဒေသတွေမှာစစ်ကောင်စီရဲ့ပင်မထားဖန်စီခြင်းကိုခံနေရတဲ့ဆိုတဲ့သတင်းတွေလည်းရှိနေပါတယ်။အေးကိုတိုင်ကတော့ဒီလိုပြင်းပြင်းထန်ထန်တတိဖိချက်ထုတ်ပြန်ပြီးအရဲသားတွေကိုအထူးတတိထားဖို့တိုက်တွန်းနေရပါတယ်။ဒါကပါကိုပြလဲဆိုတော့တိုက်ပွဲဝင်နေတဲ့အဖွဲ့ကြီးတစ်ခုပဲကတော့အရဲသားတွေအတွက်အန်ဒီရဲကဖြစ်နိုင်တဲ့တက်တက်မဟုတ်တော့ဘူး။ဒါကအမြဲတမ်းရင်ဆိုင်နေရတဲ့လက်တွေအရှိတရာဖြစ်နေပြီဆိုတာကို တိုက်တိုက်ဝင်ခံလိုက်တာနဲ့အတူတူပါပဲဒီမိကွန်ကကျွန်တော်တို့ကိုပို့ပြီးတော့နဲ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 ့စဉ်းစားစီပါတယ်မြေပြင်ရေပြင်နဲ့ကောင်းကင်နေရာပေါင်းစုံကတိုက်ခိုက်မှုတွေကြောင့်မှပိမိနေတဲ့အရက်သားတွေအတွက်လုံခြုံမှုဆိုတာဘလို့အရာမျိုးဖြစ်နိုင်မှာလဲသူတို့ကတော့တကယ်ကိုလုံခြုံတဲ့နေရာဆိုတာမရှိတော့တော့ပါပဲကဲဒီလေးလာဆန်စစ်ချက်ရအဓိကအချမ်းဆုံးမဟာဗျူဟာမြောက်သုံးသက်ချက်ကိုအချင်းချုပ်ရရင်နော် AAS စစ်မျက်နှာပေါင်းစုံဖွင့်ပြီးတိုက်တက်ထိုးစစ်က စစ်ကောင်စီကိုပတ်ပေါင်းဆောင်ကိုင်းနေတကယ်ကိုထိထိရောက်ရောက်ဖျားပေးနေနိုင်လေဆွဲအချက်ပါပဲ။စီရီအင်အားချင်းခွင်းရှားကိုကြည့်လိုက်ရင် အခြေအနေကရှင်းပါတယ်။စစ်ကောင်စီမှာလေတပ်ရေတပ်အင်အားနဲ့လင်းလက်ကြီးပိုင်းမှာအသာစီးရနေတာမှန်ပါတယ်။ဒါပေမဲ့နေမြေနိုင်ရှုံးကိုအဆုံးဖြတ်ပေးတဲ့တကယ်တိုက်ပွဲတွေဖြစ်ရမြေပြင်မှာတော့အေးအေးနဲ့သူရဲမဟာမိတ်တွေကထိ ंछ ုတ်ထားနိုင်တာကိုတွေ့ရပါတယ်။ နောက်ဆုံးနေ့ညဒီမေကွန်လီတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။တင်ပြခဲ့တဲ့အချက်လက်တွေပေါ်ချီခံပြီးတော့ပဋိဖက်ရဲ့အနာဂတ်လမ်းကြောင်းကိုဆက်ပြီးတော့တွေးတော့ဆင်ခြင်ကြီးနိုင်ကိုပါ။ဆိုညီပင်ကနေတိုးလာတဲ့ဖိအားကိုလေကြောင်းနဲ့ရေကြောင်းရကဘလောက်ထိတုံးခတ်နိုင်မလဲ။ဒါတော့တကယ်ကိုစောင့်ကြည့်ရမယ့်အဖြစ်တစ်ခုပဲဖြစ်ပါတယ်။